စက်ကောင်စီခတ်တိုင်းဝန်ကြီးချုပ်ဥတမောင်ဝင်းထီတော်တင်ပြီးနောက် AR တိုင်းရေချင်မျိုးကတမိုင်းဝင်စီရောတဆူဖြစ်တဲ့ဒီပါယုံစီရောမျက်ကြီးကိုမေလ14ရက်မွန်လယ်ပိုင်းကမူချိုထိမှန်ပြီးစိန်ဖူးတော်မြေခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစီရောကြီးကိုပြီးခဲ့တဲ့ရက်တစ်ပတ်မေလ6ရက်ကစက်ကောင်စီရဲ့ AR တိုင်းဝန်ကြီးချုပ်ဥတမောင်ဝင်းနဲ့ဇနီးထီတော်အသက်တင်လှူခဲ့တယ်လို့လည်းသိရပါတယ်။ဒီပါယုံစီရောအနည်းနေထိုင်သူက မုတ်သိမ့်မီဟာပဲယုတ်တရက်လေပြင်းနဲ့တိုက်လာပြီးမွချုပ်ဖြစ်ချတာစေရီစိန်ဖူးတော်မြေခတ်သွားတာအပြင်စေရီရဲ့ဖောင်းရိပ်တော်တွေကိုပါထိမှန်ကွက်ချသွားတယ်လို့ပြောလာပါတယ်ရေကြီးမြို့ဟာဟန်တာဝရီခေတ်ရဲ့မွန်လူမျိုးတွေထူထောင်ခဲ့တဲ့ပသိမ်32မျိုးထဲမှာစည်ရင်းဝင်နေမျိုးတစ်မျိုးဖြစ်ပြီးဒီပါယုံစေရီရော်ကြီးဟာမြို့တည်ချိန်ကစတင်တည်ထားခဲ့တဲ့ရှေဟောင်းတမိုင်းဝင်စေရီရော်တစုဖြစ်တယ်လို့တမိုင်းမှတ်တမ်းကြီးကသိရပါတယ်ရေကြီးမြို့နဲ့ရဲမင်းရပ်ပတ်တယောက်ကအခုမွချုပ်မိတဲ့စေရီကိုစက်ကောင်စီဥက္ကဋ္ဌရဲ့လက်ညွန်ချက်နဲ့ရေရီယာချေး ထိရောက်တင်လာလို့သိရပါတယ်။ကြည်ရချက်မကောင်းတော့မချိုးထီတာစက်ကောင်စီတက်တွက်နမိတ်မကောင်းမှုအကြပဲရောက်လာပြီဆိုတဲ့သဘောလို့ပြောလာပါတယ်။ဇေကြည်ဘက်မှာလည်းတိုက်ပွဲတွေဖြစ်နေတာမြောက်တဲ့နေ့ရောက်လာပြီလို့ပြောပါတယ်။အဲ့ဒီမချိုးထိမှန်ခဲ့တဲ့ဇေကြည်ရောကြီးကိုစက်ကောင်စီကံမျိုးနေနဲ့ချေရအုပ်ချုပ်ရေးအဖွဲ့တွေကတော်ဝင်ရှိသူတွေမိလ14ရက်နေ့မှာလာရောက်ဆက်စည်းသွားတယ်လို့ဒေသခံရင်းစင်မှသိရပါတယ်။